္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ပထမအဦးဆုံးသတင်းတပုတ်ကတော့တရုတ်နိုင်ငံက၎င်း၏မြေရှားတပ်ထုတင်ပို့မှုများနဲ့ပတ်သက်ပြီးကန့်သတ်လိုက်ရမှုအပေါ်အမေရိကန်နိုင်ငံအားအပြစ်တင်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်အမေရိကန်နိုင်ငံကပြုလုပ်လိုက်တဲ့ကုန်သွယ်ရေးအခွန်များကြောင့်မလိုအပ်သောအကြောက်တရားများဖြစ်ပေါ်စေပြီးတရုတ်နိုင်ငံ၏ကုန်သွယ်ရေး policy များကိုမမျှတစွာဝေဖန်ခဲ့တာကြောင့်လို့ဆိုပါရရှင်ဒုတိယသတင်းတပုတ်ကတော့ Venezuela နိုင်ငံက UN လုံခြုံရေးကောင်စီအားမကြတိမိကဖြစ်ပေါ်ခဲ့တဲ့အမေရိကန်နိုင်ငံ၏ရေချောင်းတိုက်ခိုက်မှုများဟာ ရားမဝင်ကြောင်းအတီအလင်းကြေညာပေးရန်တောင်းဆိုဆိုတဲ့သတင်းမဲ့ဖြစ်ပါရရှင်ဗနက်ဆဲလာကန့်ချီအနီးတွင် ဖြစ်ပွားခဲ့သောအမေရိကန်နိုင်ငံဤတိုက်ခိုက်မှုများဟာနိုင်ငံတကာဥပဒေအရတရားမဝင်ကြောင်းကြေညာခိုင်းတာပဲဖြစ်ပါရရှင်တတိယသတင်းဒီပုတ်ကတော့အာဆီယိုသတင်းအရယူကရိန်းသမ္မတဇလန်စကီအင်ဖြူတော်သို့မလာရောက်ခင်တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့်ရုရှားသမ္မတပူတင်တို့ဟာဘူတာဘက်တွင်တွေ့ဆုံဆွေးနွေးသွားကြမယ်ဆိုတဲ့သတင်းမဲ့ဖြစ်ပါရရှင်ထို့ကြောင့်မိတို့သောတန်ငင်းတမန်ငင်းကိစ္စရပ်များဖြစ်ပေါ်လာမလဲဆိုပြီးမေကွန်များမြင့်တက်လျက်ရှိနေပါရရှင်နောက်ထပ်သတင်းဒီပုတ်ကတော့ဘွန်ဘာဤ တင်းအရာအမေရိကန်တရားရေးဝင်ကြီးဌာနဟာရခိုင်နိုင်ငံတော်လုံခြုံရေးအကြံပေး John Bolton အားစွဲချက်တင်ရင်ပြင်ဆင်ဆိုတဲ့တည်င်းမဲ့ဖြစ်ပါရဲ့ရှင်သူဟာအစိုးရဤလှုပ်ဝက်စာရက်စာနှုန်းများအားပေါက်ကြားစေခဲ့တဲ့အတွက်အခုလိုတရားစွဲဆိုခံရမှာပဲဖြစ်ပါရဲ့ရှင်နောက်ဆုံးတည်င်းတစ်ပုတ်ကတော့ပြင်သစ်နိုင်ငံနှင့် UK နိုင်ငံတို့ဟာခါစားပြည်လဲတည်ငြိမ်အေးချမ်းရေးအတွက် UNE ဖြည့်ရှင်းချက်အစီအစဉ်များအားအဆုံးသတ်အတည်ပြုလိုက်ပြီးဆိုတဲ့တည်င်းမဲ့ဖြစ်ပါရဲ့ရှင်ခါစားတို့နိုင်ငံတကာစစ်တပ်များဆီလှုပ်မှာဖြစ်ပြီးငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုများကိုပြည်လဲအရယူရန်ကူညီပေးမှာပဲဖြစ်ပါရဲ့ရှင်